အားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစေ။ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လဲဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကြီးကဲမလီရဲ့နောက်တာတချိန်လုံးကတဟုတ်တုတ်ထင်မှကာလူနဲ့လှလာတော့အတူတူနေထိုင်ကြပါကာလူရဲ့နေရလေအောင်းနေအိမ်နေရပဲထပါအောင် အစာလေးပါလိနည်းနည်းပပရှာပါအောင်ဟဲ့ ငါဒီနေ့နေမကောင်းလို့ဒါလိုကထားထိုင်ပြီးတော့ပြောင်းလိုက်ပါ။အော်လှက်လာရင်ငါတယောက်တည်းဘယ်လိုလုပ်သားရမှာလဲ။သွားလဲမသွားကြင်မအောင်တယောက်တည်းတော့ငါပြောသလိုသာလုပ်။ဟုတ်ပါပြီလှက်လာရဲ့စိတ်မဆိုးပါနဲ့တော့ငါသွားပါမယ်။ပြီးတော့ကာလူကတောရဲသွားပြီးအသီးတွေအများကြီးစားပါရဲ့။ဒီနေ့ဘာလို့နောက်ကျနေရလဲကာလူရဲ့ငါဆောက်နေရကြာပြီးတော့ဘာလို့လဲလှက်လာရဲ့ဘာလို့ဒီလောက်စိတ်ညစ်နေရလဲ။ငါဒီနေ့ဥဥထားတယ်။ဥကအနှွေးတက်လိုအပ်တယ်လေ။ ဒါမဲ့ငါဥကိုဝတ်ပြီးမနေချင်ဘူးဖြစ်နေရဲ့ဟာဒါကသတင်းကောင်းမဲ့လေလှလာရဲ့ဒါနဲ့ဘာလို့နေရဥကိုအနှွေးရမပေးချင်ရလဲနေမဟုတ်တိုင်းမလုပ်နဲ့နော်အေးပါဟဲ့ငါလည်းအဲ့လောက်အသေးမမှာပါဘူးငါဒီတိုင်းလေးထိုင်နေရမှာပြင်းရုံပါပဲစဉ်းစားကြည့်လေအကြိုက်ထိုင်ပြီးဝင့်နေရမှာငါကြံတကူရပြီကာလူနေတော်ရင်မှာတခြားဥဥထိုင်ငှက်များရှိမလားသွားကြည့်ကြည့်စမ်းတကယ်လို့ရှိရင်ငါတို့ဥကိုတခြားဥနဲ့သွားလဲထားလိုက်မယ်ဥပေါင်းမှာ ငါတို့ငါတို့ရဲ့ကလေးကိုတောက်ခေါက်လိုက်ကြမယ်လေဒါမဟုတ်သေးဘူးနော်လလဒီလိုမလုပ်သေးဘူးငါလည်းဘာမှမလုပ်ပေးဘူးနင့်ရဲ့ဥကိုနေမယ်အနှွေးတက်ပေးရမယ်တကယ်လို့နင်ငါပြောသလိုမဟုတ်ရင်ငါဒီအိမ်ကနေထွက်သွားမှာနော်ကာလူအေးပါနင်အိမ်ပေါ်ကနေတော့မစင်းသွားပါနဲ့ငါနင်ပြောသလိုပဲလုပ်ပေးပါမယ်ပြီးတော့ကာလူကတောဘက်ကိုထွက်သွားပါအချိန်တော်တော်ကြာသွားပြီးရဲ့နောက်မှာတော့ကာလူကစကလေးတစ်ကောင်ရဲ့ဥကိုရှာတွေ့သွားပါ යි ပြီးတော့သူလှလကိုမြ мян လေးသွားပြောပြဖို့ဆုံးဖြတ်လိုက်ပါပြီးတော့သူဆုံးဖြတ်ထားတဲ့အတိုင်းလှလကိုသွားပြောပြလိုက်ပါလှလကတည်သွားတာနဲ့သူ့ရဲ့ဥကိုအဲဒီဇာကလေးရဲ့ဥနဲ့သွားလဲခဲလိုက်ပါဇာကလေးရဲ့ဥကိုတော့ခြုံနဲ့ပစ်ခဲလိုက်ပါအချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာဇာကလေးကသူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါပြီးတော့သူ့ရဲ့ဥကိုကြည့်ပြီးတော့ပြောခဲ့ပါဒီနေ့ဘာလို့စိတ်ထဲလေးနေလဲမသိဘူးတမျိုးကြီးဖြစ်နေရငါဥကိုမြင်မှာပဲစိတ်ချနိုင်တော့တယ်ရန်အနှဲငယ်ကြာပြီးနောက်မှာတော့ ရောက်ကြဒီနေ့ကျမတို့ကလေးအပြင်ထွက်လာတော့မင်းထင်နေကျမအယမ်းပျော်တယ်ပြီးတော့စိတ်လဲလှုပ်ရှားနေစာကလေးကသူ့ယောက်ျားနဲ့ကလေးအကြောင်းတွေပြောနေတဲ့အချိန်မှာပဲအဲ့ဒီဥကနေကြီးကန်းလေးတစ်ကောင်ပေါက်လာပါ යි အဲကြီးမောင်ယောက်ျားရဲ့မိမတို့ကလေးကဘာလို့ဒီလောက်မဲနေရလဲဒါကလူရဲ့ကလေးထင်နေအရင်အငိုတိတ်ဆမ်းမှာမိမရဲ့မငိုပါနဲ့ကိုချင်းကိုရူရဲ့ကလေးတွေဥမပေါက်ခင်ကတကောင်ကလဲသွားရဲ့ထင်တယ်။ကျမရဲ့ကလေးကိုပြန်ချတွေ့ကျင်နေဆိုရင် ီ channel လေးကို subscribe လုပ်ပေးထားပါရှင်။အဲကြမှသာနောက်ထပ်ဗီဒီယိုတွေတင်တဲ့အခါတငယ်ချင်းတို့ကြီးတက်လာမှာဖြစ်ပါ යි ။ကဲပုံမြင်လေးကိုရှေ့ဆက်လိုက်ကြရအောင်မ။ဥဝကနေအကောင်ပေါက်လာတဲ့အခါကာလူကလည်းသူ့ရဲ့ကလေးအပြင်ထွက်လာပြီးဆိုတာသိသွားပါ යි ။ဒါကြောင့်သူကလက်လောက်မြင်မြခေါ်သွားခဲ့ပါ යි ။ဆက်ကလေးဒါနီရဲ့ကလေးလည်းမဟုတ်ဘူးထင်တယ်နော်။ဒီလောက်မဲနေမှာတော့ငါကလေးပဲနေမှာ။ပါးစပ်ပိတ်လိုက်တော့နော်လှလ။အခုချက်ချင်းငါတို့အိမ်ကထွက်သွားစမ်း။ဘာလာလောက်တာလဲဒီ။ဟုတ်တယ်လလ ငါးယောက်ကြာပြောတဲ့အတိုင်းနင်တို့နှစ်ယောက်လုံးငါတို့အိမ်ကနေထွက်သွားလိုက်ပါဒါနင်းရဲ့ကလေးဖြစ်ဖြစ်ငါရဲ့ကလေးဖြစ်ဖြစ်အခုကစားပြီးသူ့ကိုပဲငါထိန်းကြောက်တော့မယ်သူကငါရဲ့ကလေးပဲငါအမှားကြီးမှားသွားပါပြီစားကလေးရဲ့ငါ့ကိုခွတ်လွတ်ပေးပါငါကလေးလည်းငါ့ကိုပြန်ပေးပါငါကလေးမရှိရင်ငါအသက်မရှင်နိုင်တော့ဘူးငါပြောပြီးမိနော်လလနင်တို့နှစ်ယောက်လုံးဒီကနေထွက်သွားလိုက်ကြစမ်းနောက်တော့လလဟာသူ့လုံရက်တွေအတွက်နောင်နာရသွားပါပြီးတော့သူကလူကိုလည်းသွားတောင်းပန်လိုက်ပါတမီးလေးမိပါ ။တမိအိမ်မှာလင်းလင်းမမနေတော့မမေအလုတ်သွားလာအောင်မေး။ဒီလိုနဲ့ဇာကလေးကအလုတ်လုတ်ဖို့တော်ရီရောက်တဲ့အခါတဏှာကနေကျန်လောင်တဲ့ငိုတန်းတစ်ခုကြားလိုက်ရပါတယ်။ဒီတော်ကြီးရဲ့မှာဘသူများငိုနေရလဲ။အတန်မဲကြားရတယ်ဘသူမှလည်းမရှိပါဘူး။အတန်ဘယ်ကလာနေရလဲ။တင်ရဘသူလဲဘာလို့ငိုနေရလဲ။ပြီးတော့ဇာကလေးကဟိုဟိုတီတီရှောက်သွားပြီးလိုက်ရှာပိုင်းနောက်ဆုံးတော့ငိုနေရဲ့အပင်တပင်ကိုသူရှာတွေ့သွားပိုင်းကိုသစ်ပင်ကအကိုဘာလို့ငိုနေရလဲဘာဖြစ်တာလဲ စကလေးငါ၆တော့မယ်ငါရေလိုအပ်တယ်မဟုတ်ရင်ငါ၆ပြီးတည်သွားလိုက်မယ်ငါ့အကူညီမဲ့သူလည်းမရှိဘူးစကလေးရဲ့ငါတကောင်ကြွက်ပါကုသပင်လုံးဝစိတ်မပူပါနဲ့မနေ့ပြန်ကြရင်တေချာပေါ့မိုးရွာပါလိမ့်မယ်စကလေးကအပိစကားပြောပြီးအဲ့ဒီကနေထွက်လာလိုက်ပါဒီလုံနဲ့တနေ့တာကုံဆုံးသွားပါနောက်နေ့မှလည်းမိုးမရွာခဲ့ပါဘူးဒီလုံနဲ့နောက်တနေ့ကုံသွားပြန်ပြီးစာကလေးကမိုးရွာမယ်လို့ပြောခဲ့ဒါပေမဲ့အခုထိမိုးမရွာသေးဘူးစာကလေးကအရန်နေပြောတက်တာပဲ ဆာကလီယာအဲ့ဒီသဖြင့်ပြောတဲ့စကားကိုကြားသွားပါ යි ။ပြီးတော့ဆာကလီယာတော်ရီမှာရှိတဲ့တခြားငှက်ကလေးတွေစုပြီးပြောင်းလိုက်ပါ යි ။တငယ်ချင်းတို့သဖြင့်တပြန်ငါတို့ရဲ့အကူအညီလိုအပ်နေရဲ့။အဲ့ဒီအပြင်က၆တော့မှာဆာကလီငါတို့ကသူ့ဘယ်လိုကူညီပေးလို့ရမလဲ။သူကရေလိုအပ်နေတာတငယ်ချင်းတို့ရဲ့ငါတို့စုပြီးသူ့ရေလောင်းပေးကြရအောင်။ဟုတ်တယ်ညီမလေးညီမလေးပြောတာမှန်တယ်။ငါတို့ရေမြမြန်ခတ်ကြရအောင်။ပြီးတော့ငှက်ကလေးတွေကသူတို့နိုင်တဲ့လောက်ရေကိုတည်သွားကြပါ යි ။ပြီးတော့အဲ့ဒီသဖြင့်ကိုရေလောင်းပေးကြပါ යි ။ ။ဒါအပြင်သူတို့ကအဲ့အိနာမှာအပြင်နောက်တစ်ပင်စိုက်ပြီးလိုက်ကြပါ යි ။အဖော်ရသွားရတဲ့အတွက်ကြောင့်တစ်ပင်ကြီးလည်းအရန်ကိုပျော်ရွှင်သွားပါ යි ။နင်တို့ကတကယ်အရန်သဘောကောင်းကြတာပဲငှက်ကလေးတို့ရဲ့။ငါ့အကူအညီပေးကြလို့တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။ကိုတစ်ပင်ရတာတကယ်သဘောကောင်းတာပါ။အကွာညီမတို့တတိလဲပေးတယ်အရိပ်လဲပေးတယ်အောက်ဆီဂျင်လဲပေးတယ်အမှန်တကယ်တော့ကိုသစ်ပင်ရတာကျမတို့တက်တော်ဝါရီအများကြီးကူညီပေးခဲ့ရပါဒါကြောင့်ညီမတို့ကကိုသစ်ပင်ကိုတိချပေါက်ပြုစုပေးပြီး ပြုတ်ဆိုင်ပြီးတင်ပါရဲ့ကဘာကြီးကျမ်းမာဖို့တစ်ပင်မြများစိုက်ကြစို့အကူကြီးမို့တစ်ချိန်လုံးကအယမ်းတာရတဲ့ရွာတရွာရှိခဲ့ပါအဲဒီရွာတဲ့လေးတခုမှာစင်စင်နဲ့သူ့အမျိုးသားနဲ့အတူတူနေထိုင်ခဲ့ကြပါအဲဒီတဲ့လေးနားမှာတစ်ပင်အကြီးကြီးတစ်ပင်လည်းရှိခဲ့ပါအဲဒီပင်ပေါ်မှာငှက်ကလေးတွေအတိုက်ဆောက်ပြီးနေပါမမေသမီးပိုက်ရမ်းစာနေရဲ့တတိယယူလာပြီးပါလိုက်ဟုတ်ပါပြီမမေသမီးလေးခဏလေးပဲထပ်ဆောင်တော့ဖေဖေလည်းလာနေလောက်ပြီး မဟုတ်ဘူးမေတမီအဲ့အချိန်ထိစောင့်နိုင်မှာမဟုတ်ဘူးတမီဘယ်ရန်စာနေလို့ပါအေးမခဏနေရောမမေအစာရှာကြည့်လောက်မေအစာအရှာတွေ့ရင်လာကြွေးမေအဲ့လိုပြောပြီးတော့အရင်ငမလေးရဲ့အမေကပြန်သွားဖို့လုပ်တဲ့အချိန်မှာမောရီယာအရန်ကိုရွာလာပါဟဲ့မောရီရွာလာပြီငါခုဘလို့အစာသွားရှာရတော့မှလဲတမီလေးခဏလောက်ထပ်ဆောင်လိုက်လीနော်အမေဘိုက်စားတယ်မေဘိုက်ရန်စားတယ်သူကသဘောရမ်းကောင်းတာပဲသူဘရောမှာငါတို့အစာကြွေးဖို့မမေ့ ဒီလိုစိတ်ထားကောင်းတဲ့သူနာမှာမမီတို့နေရာတကယ်ကံကောင်းတဲ့သမီးစင်စင်နဲ့သူ့မျိုးသားမှာတခြားမိသားစုဝင်တွေမရှိပါဘူးသူတို့နေရာမှာသူတို့အချင်းချင်းပဲရှိပါတယ်စင်စင်ရဲ့အမျိုးသားကနေ့တိုင်းအတီးနံတွေရောက်ပါတယ်ဇနီးမောင်နဲ့နေရာလုံးကအရန်ကြိုးစားကြပါတယ်ရှန်အနေငယ်ကြပြီးနောက်မှာတော့ဇင်စင်မောင်ကိုဝင်ရှိလာပါတယ်ဒါကြောင့်သူ့အမျိုးသားကသူ့ကိုဘာအလုံးမမလုပ်ခိုင်းတော့ဘဲအိမ်မှာပဲနေဖို့ပြောလိုက်ပါတယ်။သူကတတိယဘို့နေ့တိုင်းသူတယောက်ထဲပဲသွားပါအောင် ဇင်ဇင်ကနေ့တိုင်းအဲဒီတပင်းကွာငှက်လေးတွေနဲ့ပဲသူ့အချင်းကိုကုံဆုံးစီခဲ့ပါတယ်။သူ့မှာသားစရာပါပဲရှိရှိငှက်ကလေးတွေအတွက်ယူသားပေးလို့ရှိပါတယ်။ပြီးတော့အဲ့ငှက်လေးတွေကလည်းသူ့ပြီးတဲ့အဆောင်ပျော့ပျော့ရွှင်ရွှင်စားတော့ကြပါတယ်။ဒီလိုနဲ့အချင်းတွေအများကြီးကုံဆုံးသွားခဲ့ပါတယ်။တနေ့မှာဇင်ဇင်ရဲ့အမျိုးသားကတတိတွေသွားရောက်နေတဲ့အချင်းကအစီရန်တစ်ခုကြောင့်တီးဆုံးသွားခဲ့ရပြီးဇင်ဇင်ကဒီလောကကြီးမှာတယောက်တည်းအထီးကျန်နေခဲ့ရပါတယ်။ ။ဘာလို့လဲဆိုတော့သူ့မှာသူ့မျိုးသားလွယ်ပြီးဘသူမှမရှိလို့ပါ။အခုတော့သူ့မှာစကားပြောဖို့တောင်မရှိတော့ပါဘူး။စင်စင်ကကိုမီတယ်တယောက်ဖြစ်တာတော့သူ့ဘာသာသူရှာစားနေရပါတယ်။ဈေးတဲ့ကိုနေ့တိုင်းတစ်သီးတွေသွားရောက်ပြီးရားရဲပစံနဲ့ဘဝကိုဖျက်ဆီးနေပါတယ်။အချိန်တွေတစ်ပြေးပြေးကုံဆုံးသွားနေအမျှစင်စင်ရဲ့ကျမကြီးလည်းစိုးလာခဲ့ပါတယ်။သူကအရန်အားနဲ့လာပြီးအလောက်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ပြီးတော့သူ့မှာစားစရာလည်းမရှိတော့ပါဘူး။ဒီနေ့မှာတော့သူမကအရန်ဖြားလို့ သူ့ကလေးပေါ်မှာလှဲနေပါရဲ့အမေသူကသမီးတို့အတွက်နေတိုင်းသတိတွေယူလာပြီးနေကြလေဒီနေ့သူဘာလို့မလာလဲအမေဟုတ်တယ်သမီးသမီးပြောတာမှန်တယ်ပြီးတော့အမေလည်းသူ့ကို မိုးလင်းကနေရမတွေ့သေးဘူးသူပဲသွားနေလည်းမသိဘူးနေရောအမေသွားကြည့်လာအောင်အဲ့ဒီကံကအဲ့လိုပြောပြီးပရင်ပေါက်ကနေစင်စင်ကိုချောင်းကြည့်လိုက်ပါအဲ့ဒီချိန်စင်စင်ကကရင်ပေါ်မှာလှဲနေပြီးအပြားကြောင့်တုံနေပါဒါပါဖြစ်သွားလေနေပါလို့တလောက်တောင်ဖျားနေရလေ နေ့ရက်ဒီလိုပုံစံနဲ့တွေ့ရတာငါတကယ်စိတ်မကောင်းပါနေအခက်ခဲဖြစ်နေအောင်ငါနေ့ကိုကူညီလို့မရအောင်ဖြစ်နေတယ်။ဒါပေမဲ့ဒီကတော့ငါတို့မိသားစုအများကြီးကူညီပေးခဲ့တယ်။ငါဒီရွေးရွေးကိုတသက်လုံးဆက်လုပ်ကုန်မှာမဟုတ်ပါဘူး။ဆာကလေးကဒီလိုတွေပြောပြီးအဲဒီကနေတောရဲကိုပြန်သွားပိုင်းပြီးတော့အပြင်တပင်ကနေအရွက်တရွက်ကူးလာပြီးစင်စင်ရဲ့နှဖူပေါ်တင်လိုက်ပိုင်းအချိန်ခဏအတွင်းမှာပင်စင်စင်ကနေပြန်ကောင်းလာခဲ့ပြီးမျက်လုံးဖွင့်ကြည့်လိုက်ပိုင်းဖိုက်ချလိုက်တာမေးရဲ့ ဒီစကားကြားပြရနဲ့ညက်လေးကအပြင်ကိုပြန်ထွက်သွားပါခဏလေးရောစင်စင်အတွက်ပန်းတီးတလုံးယူလာပေးလိုက်ပါစင်စင်ကဘိုင်အရန်စာနေအတွက်ကြောင့်အဲ့အတီယုံယူပြီးစားလိုက်ပါညက်လေးပုံမှန်ဆုံးကအမြဲတမ်းနေ့အတွက်တတိယယူလာပေးနေကြဒီနေ့ရောနေရငါအတွက်တတိယယူခဲ့ပြီးရင်ဟုတ်တယ်စင်စင်နေ့လုံးစိတ်ထားကောင်းပြီးစေတနာရှိရလူနာမှာငါတို့နေနေရကြပြီပြီးတော့နေရငါတို့လည်းအမြဲတမ်းကြူးဆိုင်တယ်နေရတကယ်ပဲအရန်သဘောကောင်းနေစင်စင် ။နေရစကားပြောတတ်တာလား။တောထဲမှာပေါ်တစ်ပင်လေးတစ်ပင်ရှိတယ်။အဲ့ဒီပင်ရဲ့အရွက်ကိုငါနစ်နှစ်ဖူးပေါ်တင်ပြလိုက်တာ။အဲ့ဒီပေါ်တစ်ရွက်လေးကြောင့်နေငါရဲ့စကားကိုနားလေရ။အဲ့ဒါကြောင့်နေရငါစကားလေးနားထောင်လို့ရပြီ။ငါနဲ့လေစကားပြန်ပြောနိုင်တယ်။ဟုတ်လား။နေငါ့အတွက်အများကြီးလုပ်ပေးခဲ့တာပဲ။နေကိုကျေးဇူးအများကြီးတင်ပါရဲ့နော်။ငါအမျိုးသားဆုံးပြီကြည်ရ။ငါကောင်ကအထီးကျန်နေရဲ့လို့ထင်နေရ။ဒါပေမဲ့နေတော့ငါနဲ့အတူတူရှိနေပြီးခဲ့ရပဲ။ငါတကယ်အရန်ပျော်ပါရဲ့ နင်တို့နဲ့တွေ့ရတကယ်ဝမ်းသာပါပဲ။အဲ့ဒီချိန်ငှက်ကလေးနဲ့သူ့အဖေလည်းစင်စင်ကြီးကိုရောက်လာခဲ့ကြပါတယ်။သူတို့လည်းစင်စင်ကိုစိုးရိမ်စရာမလိုကြောင်းရှင်းပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့တွေအားလုံးစင်စင်နဲ့အတူတူရှိနေတဲ့အတွက်ကြောင့်ပါ။ဒါတွေတွေ့ပြီးနောက်စင်စင်ကအယံကိုပျော်ရွှင်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကသူ့ကိုယ်သူအထီးကျန်နေရဲ့လို့ထင်နေခဲ့တာပါ။ဒါပေမဲ့အခုတော့ငှက်မိသားစုတစ်ခုလုံးကသူနဲ့အတူတူရှိနေပါတယ်။ အခုတော့စင်တရားအရင်ငတ်မိသားစုလေးအပေါ်တန်ရောစင်တွေအများကြီးရှိနေပါသူကအမြဲတမ်းငှက်လေးတွေနဲ့အတူအချိန်ဖြုံးလေးရှိပါဈေးကပြန်လာတိုင်းငှက်တွေအတွက်သူတို့စိတ်ကြအစာတွေပလာပါဒါကြောင့်ငတ်မိသားစုကလည်းအရန်ကိုပျော်ရွှင်နေကြပါစင်စစ်မှာအချိန်ရှိတိုင်းအဲ့ဒီငှက်လေးတွေနဲ့စကားပြောလေးရှိပါဘာလို့လဲဆိုတော့စင်စင်ကအဲ့ဒီငှက်လေးတွေနဲ့စကားပြောရတာကိုအရန်နှစ်သက်လို့ပါတဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပြီး စင်စင်ကအယန်းကိုချစ်ဖို့ကောင်းတဲ့တားလိတယောက်ကိုမွေးဖွားခဲ့ပါယစင်စင်ကသူ့ရဲ့ကလေးကိုမြင်ပြီးအယန်းကိုပျော်ရွှင်နေပါယအဲ့ဒီကလေးရဲ့နာမည်ကိုစင်စင်ကအောင်ထက်လို့နာမည်ပေးခဲ့ပါယဘာလို့လဲဆိုတော့အောင်ထက်ဆိုတာသူ့အမျိုးသားရဲ့နာမည်ပါကလေးမွေးပြီးနောက်လည်းစင်စင်ကအလုံးမနာပါသူကသူ့ကလေးကိုပါခေါ်ပြီးတသီးတွေလိုက်ရောက်ပါယဒီနေ့ကျတော့စင်စင်ကအလုံးအယန်းများသွားတဲ့အတွက်ကြောင့်အယန်းကိုပင်ပန်းသွားပါယဒါကြောင့်သူကအိမ်ပြန်လာပြီးကလေးကိုပကတ်ထဲတိတ်ပြီးသူကိုယ်တိုင်လည်းအိတ်လိုက်ပါယ စင်စင်ကအချိန်တော်တော်ကြာတဲ့အထိနိုးမလာပဲအိပ်ပျော်နေပါယ်။သူမရဲ့သားလေးကတော့ဗိုက်စာလုံးနိုးလာပြီးအကျယ်ကြီးအောင်ငုံနေပါယ်။ကလေးငိုတန်းကို အပြင်ပေါ်မှာထိုင်နေတဲ့ငလေးကကြားသွားပါယ်။ပြီးတော့ကလေးစီကိုမြင်မြန်ပြန်လာပါယ်။ကြည့်လိုက်တော့စင်စင်ကနှင်းနှင်းချေချေအိပ်ပျော်နေတာတွေ့သွားပါယ်။ဒါကြောင့်ငလေးကအဲ့ဒီကလေးကိုနှုတ်ဘူးတိုက်လိုက်ပါယ်။ဒီလောကမှာသူ့စီမှာဘသူမှမရှိဘူး။ပြီးတော့ဒီကလေးလေးနဲ့သူမတတော်ပင်ပင်ပန်းပန်းနဲ့ကြိုးစားနေရတာ။အမေ မီးတို့အရန်တနာရင်မေသမီးတို့သူ့ဘာမှကူညီလို့မရဘူးလားယင်အေးသမီးမမီးတို့သူ့ကူညီလို့ရတယ်ဟိုတော်ရဲမှာရှိရဲ့မော်သစ်ပင်လေးမှာတလောက်တကအသီးတလုံးသီးတယ်ဒါပေမဲ့အဲ့အသီးအောက်ကိုမကြွေကြခင်ခူးရမှာအဲ့အသီးရဲ့အဆစ်ကိုဖြေကြီးတဲ့ဆိုက်ရမယ်အဲ့ကြိုင်ထွက်လာတဲ့အပင်ရှိမှာငါတို့ပါပဲဆူတောင်းဆူတောင်းဆူတောင်းပြေးလိုက်မယ်ဟုတ်ပြီသမီးဒါဆိုအမေတို့အဲ့လိုပဲလောက်ကြမလားစင်စည်းကိုအဲ့အသီးယူလာပေးမယ်အဲ့ဒါဆိုသူ့ဘဝကြီးလည်းပြောင်းလဲသွားလိုက်မယ် ဒါပေမဲ့အဲ့အသီးနာမှာအဆိုးရအများကြီးရှိလိမ့်မယ်ဒီလိုဆိုနေအတွက်အနည်းငယ်များရင်နော်ဟွန်းးရှင်ဒီလိုမပြောပါနဲ့သစိမ့်တွေတောင်ကုညီပေးတတ်တဲ့စီတနာကောင်းတဲ့လူပြအတွက်ကျမဒီလောက်တော့လုံနိုင်ပါ යි ဘာလို့လဲဆိုတော့ကျမတို့မိသားစုအပေါ်မှာသူ့ကြည်စုတွေအများကြီးရှိပါ යි အင်္ဂလီကဒီလိုတွေပြောပြီးတော်ရရအဲ့မော်တစ်ပင်လေးနာမှာသွားထိုင်လိုက်ပါ යි ပြီးတော့အဲ့အသီးလေးကိုမှဲ့ဖို့စောင့်နေပါ යි အဲ့အသီးမဲ့သွားခါငှက်လေးကအဲ့ဒါကိုခုဖို့ပြန်တန်းသွားနေပါ යි ဒါပေမဲ့ အဲ့အသီးနားမှာအဆူတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့ငှက်လေးကတော့ဇင်စင်ကိုကူညီဖို့ပဲတွင်းနေပါတယ်။သူ့မှာဒဏ်ရာတွေအများကြီးရလာပြီမဲ့သူကဇင်စင်ကိုပဲဂယူဆိုင်ပြီးတော့မှငှက်လေးကသူ့ဒဏ်ရာတွေကိုဂယူဆိုင်မှာအပင်ဇင်စင်ကိုတတိသွားပေးပြီးအဲ့အသီးကြောင့်ပြော့ပြနေပါတယ်။အဲ့အသီးကိုစားပြီးအစ်စ်ကိုစိုက်ရမယ့်အကြောင်းပြောပြရနဲ့ငှက်ကလေးကမိလဲသွားပါတယ်။ပြီးတော့စင်စင်ကအဲ့အီတီကိုချက်ချင်းစားလိုက်ပြီးအစ်စ်ကိုမြေကြီးထဲမှာစိုက်လိုက်ပါစင်စင်က အစစ်ကိုမြေကြီးထဲဆက်လိုက်တာနဲ့အဲ့ဒီနေရာမှာအပင်ကြီးကြီးတပင်ကပေါက်လာပါပြောစည်စီရငှက်ကလေးကျမ်းမာလာဖို့ချက်ချင်းဆူတောင်းလိုက်ပိုင်းအဲ့လိုဆူတောင်းလိုက်တာနဲ့ငှက်လေးကချက်ချင်းပြန်ကောင်းလာပိုင်းပြီးတော့အားလုံးလည်းအရန်ပျော်ရွှင်သွားကြပိုင်းအဲ့ကနေကငှက်မိသားစုနဲ့စင်စင်တို့မှဘာအခက်ခဲပဲရှိရှိအဲ့ဒီပင်မှာပဲဆူတောင်းကြပြီးသူတို့လိုအပ်သမျှအကုန်ရကြပိုင်းဒီလိုနဲ့စင်စင်တို့တာမီနဲ့ငှက်မိသားစုတို့ဟာဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းသွားကြပါဦးတယ် ကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကာတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်